ားလုံးမင်္ဂလာပါကျွန်တော် channel လေးကနေပြန်လည်ချေဆိုပါရယ်အလောက်ကခွင့်လန်းနေရရှိအဆင်ပြေကြပါစေလို့ဆန္ဒပြုပါရယ်ဒီကနေ့ကတော့အဂျွန်လာတရနေ့နေ့နေ့အတွက်မှာတမပိတ်ခေါ်ထားတဲ့ NGO လောက်ကခွင့်လန်းတွေကိုတမပေါ်ပြပေးတော့မှဖြစ်ပါရယ်အဆုံးထိလိုက်ပါနာဆင်ပြေဖို့အပိတ်ခေါ်ပါရစေနော်ဒီကနေ့တဲ့ပထမဆုံးတစ်ဖွဲ့ကိုကြည့်မယ်ဆိုရင်အကီဘီစီအက်ဖ်အမ်ဆိုတဲ့ organization ကဖန်တောင်ရှိကရင် state အတွက်ကို MHPSS and Protection Case Manager ဆိုတဲ့ရာထူးကိုဖိတ်ခေါ်ထားတာတွေ့ရပါတယ်အဲ MRCS organization ကတော့မြန်မာချက်ချင်းနေအဲဖွဲ့စည်းကတော့မြစ်ချီနာနဲ့နေပြီးတော့တွက်ကို position ရ position တစ်ခုခေါ်ထားတာတွေ့ရပါတယ်မြစ်ချီနာတွက်ကတော့ program fee officer နေပြီးတော့တော်မဟုတ်ရန်ကုန်တွက်က administrative officer ဆိုတဲ့ position ဖိတ်ခေါ်ထားတာရှိပါတယ် အဲပြီးတော့ GTM ဆိုတဲ့ GTN ဆိုတဲ့ organization ကတော့ပခုတ်ခုအဲ position ပခုတ်ခုအတွက်ကို position တစ်ခုခေါ်လာတာရှိပါတယ်အဲပထမတစ်ခုကတော့ programming program MNE manager အဲနောက်တစ်ခုကတော့ project manager ဆိုတဲ့ position တစ်ခုကိုခေါ်လာတာရှိပါတယ်နောက်တစ်ဖက်ကတော့ solidarity international က central မြန်မာ location အတွက်ကို deputy logistics manager adequate response ဆိုတဲ့ position ကိုပြန်ပြီးတော့ announcement လုပ်ထားတဲ့ position ဖြစ်ပါတယ်။နောက်တစ်ဖက်ကတော့ solidarity international ပါပဲ။ရန်ကုန် post ရန်ကုန် location အတွက်ကို human resource officer position ခေါ်ထားတာရှိပါတယ်။နောက်တစ်ဖက်ကတော့ NRC organization ကလည်းစစ်တွေ location အတွက်ကို area spot manager position ခေါ်ထားတာရှိပါတယ်။ နောက်ဖွဲ့စည်းတစ်ခုအနေနဲ့ Volvision မြန်မာကတကုံစိတ်ကန် location တက်ကို QC engineer position ရတူဖိတ်ခေါ်ထားတာရှိပါတယ်။အနောက်ဆုံးဖွဲ့စည်းတစ်ခုအနေနဲ့ဆိုရင် elevators မြန်မာကမကွေ region တက်ကို position တစ်ခုခေါ်ထားတာရှိပါတယ်။ပထမ position ကတော့ technical officer climate smart agriculture ဆိုတဲ့ position ဖြစ်တယ်။နောက် position တစ်ခုကတော့ assistant monitoring and evaluation officer ဆိုတဲ့ position ကိုခေါ်ခေါ်လာတာရှိပါတယ်ဆိုတော့ဒါကတော့တရနေ့နဲ့နေ့နေ့မှာထပ်မံဖိတ်ခေါ်ထားတဲ့ NGO လောက်ကိုင်ခွင့်လန်းနေဖြစ်ပါတယ်လိုအပ်တဲ့ညီကိုတွေလိုအပ်တဲ့အလောက်ကိုင်ခွင့်လန်းတွေရရှိပိုင်ဆိုင်နိုင်ကြပါစေလို့အဲအလောက်ကိုင်နဲ့သက်ဆိုင်တဲ့ link တွေကို message ပေါ်မှာချထားခဲ့ပြပါမယ် channel လေးကိုလည်း like share and subscribe လုပ်ထားပြပါဦးနော်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်